ကွာကျွန်တော် Baranja H32 နဲ့ဒီ Kit Drum ကို miss လုပ်ပြမှာဖြစ်ပါတယ်ဗျကျွန်တော်ဒီ Baranja H32 miss tutorial တွေကိုမကြည့်ခင်ပါတော့ကိုက Baranja H32 နဲ့ပတ်သက်တဲ့ business တွေကိုနားမလည်သေးဘူးဆိုရင်တော့ကျွန်တော်ရဲ့ brs.info ထဲမှာသူ့ရဲ့ဒီပထမ lesson တွေအကုန်လုံးကိုအစင်လိုက်ကျွန်တော်တင်ထားပေးပါတယ်ဗျအမှအရင်သွားကြည့်ဖို့တော့လိုတယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော် Kit Channel ကိုတစ်ချက်တင်လိုက်မယ်အာပြီးရင်ကျွန်တော်တို့ဒီ awin signal ကိုတစ်ချက်စစ်ရမယ်ပေါ့နော် awin signal ဘယ်လောက်လဲစစ်ဖို့အတွက်ကျွန်တော် input configuration ကိုနှိပ်လိုက်မယ် ဲ့ဆိုဒီမှာမြင်တဲ့အတိုင်းပေါ့နော်ကျွန်တော် input gain stage ကိုတင်ရမှာဖြစ်ပါတယ်ဗျာโอเค minus 12 minus 6ဝင်ကျင်လောက်ဆိုတာတော်တော်ကောင်းတဲ့အနေအထားဖြစ်ပြီပေါ့နော်အာပြီးရင်တော့ကျွန်တော်နောက်ထပ်ကတော့ gate ပေါ့နော် gate ကိုကျွန်တော် online မှာ gate ရဲ့ view ကိုနှိပ်လိုက်မယ်ပြီးရင်တော့ဒီ kit drain line เนี่ย kit ကလွဲပြီးတခြားတန်တွေကိုကျွန်တော်ဖြတ်ချမှာပေါ့နော် ော့ gate ချိန်မှာဖြစ်တဲ့ကြောင့်ကျွန်တော် gate ကိုချိန်လိုက်မှာမဟုတ်တော့မှ move မှာပြီးတော့ကျွန်တော်တို့ kick ပဲကြံခဲ့တဲ့အထိတင်တင်ယူရမှာနော်အော်ရာ gate မပါတဲ့အသံ okay gate အေးတော်တော်လေးအလုပ်ဖြစ်တယ်ဗောနော် ောက်ထပ်ကတော့ကျွန်တော် compress လုပ်မှာဖြစ်ပါတယ်ဗျ compress ကိုနှိပ်လိုက်မယ်ပြီးရင် compress on လိုက်မယ်ဟောကျွန်တော် kick ကို compress လုပ်မယ်ဆိုရင်တော့ကျွန်တော်ဒီ attack တိုင်းတွေကိုကျွန်တော်အရင်ဆုံးမြန်ထားဖို့လိုတယ်ပေါ့နော်ဒါမှကျွန်တော်တို့ဒီဖိလိုက်တဲ့ဟာကိုအသေးချာကြားရမှာဖြစ်ပါတယ်ဗျအဲဆိုကျွန်တော် ratio ခွန်လောက်ထားလိုက်မယ်ပြီးရင်ကျွန်တော်ဖိချမယ်ဒီပြားသွားတဲ့အထိဖိချမယ်ပေါ့နော်အဓိကတော့ kick ရဲ့အတန်းကြီးကဒုံဒုံဝူးဝူးဆိုပြီးတော့အရန်ကို low end နဲ့များနေပါတော့အဲ့ဒါကိုကျစ်သွားအောင်လို့ကျွန်တော်လုပ်လိုက်မယ် အခုဒါ minus 38လောက်ထိအကြောင်းဖိပြီးတော့ attack time ဖွင့်ပြမယ်ပေါ့နော်ဒါဆို tape ဖွင့်ပြီးတော့ပြန်ကျဲလာပြီအဲ့ဆို original original ရဲ့ level ကโอเค D ထိရောက်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် compress ထည့်လိုက်တဲ့ခါမှာနည်းနည်းတိုးရတော့ကျွန်တော် output gain နည်းနည်းပြန်တင်မယ် ဒါဆိုရင် compress ကြောင့် kick ကလုံးဝအောင်ကျစ်ထွက်သွားပြီပေါ့နော် compress မပါတဲ့အတန်းအော်လုံးဝကျစ်သွားပြီနော်အဲ့ဆိုတော့ဒါ gate နဲ့ compress မပါတဲ့အတန်း okay ပြီးတော့ကျွန်တော် eq ချိန်မှာဖြစ်ပါတယ်ဗျအဲ့တော့ဒီမှာမြင်တဲ့အတိုင်း kick ရဲ့ frequency ကတော့ကျွန်တော်တို့40 100ဝန်းကျင် low end နေပေါ့နော်အဲ့တော့ low end ဖြစ်တဲ့အကြောင်း10ခန်းနေတယ်မှာပဲရှိရဗျအရင်ဆုံးကျွန်တော် low band ကိုသွားလိုက်မယ် ပြီးရင် frequency 40နဲ့50 45ဝင်းကျင်တွေကိုကျွန်တော်တို့ boost လုပ်ပေးမှာပေါ့နော်ပြီးရင်တော့ shake ကတော့ဒီ bell shake ပဲပေါ့နော်ဒီမှာကျွန်တော်တို့ shake တွေမတူရင်ပြန် change လုပ်လဲရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီ bell shake နဲ့ boost လုပ်မှာဗျာပြီးရင်ကျွန်တော် gain တင်မှာဒါအရန်ခြုံနေတယ်ဖြစ်တဲ့ကြောင့်ကျွန်တော် white ချင်တဲ့အတွက်ကြောင့်ကျွန်တော် q ကိုလှည့်မှာပေါ့နော်โอเคဒါတော့တော်တော်လေးကိုမိုက်သွားပြီဗောနော် ပြီးရင်နောက်ထပ်ကတော့ကျွန်တော် low cut လုပ်လိုက်မှာเนาะ low end တွေကိုကျွန်တော် low cut လုပ်ဖို့လိုပါတယ်ဗျโอเคနောက်ထပ်ကကျွန်တော်တို့ဓမ္မမြင်တဲ့အတိုင်း kick က frequency က low end ဖြစ်တယ်ဆိုပြီးမှပေါ့နော်ဒီယာကနန်းတွေမှာတက်နေတဲ့ frequency တွေကလည်းအရင်များတယ်ပေါ့နော်အဲ့တော့ဘာလဲဆိုတော့ကျွန်တော်တစ်ချက်နားထောင်ကြည့်မယ် sorry ဒီကောင် gain တင်လိုက်မယ် ဒီထုံထုံလို့ဖြစ်နေမှာပေါ့နော်ဒါကစ်ကိုအရန်အနောက်ဆက်ပေးတဲ့အတိုင်းပေါ့နော်ကစ်ကအတိုင်းတော့ဒူဒူဖြစ်ရမှာပေါ့အဲ့ဆိုကျွန်တော်ဒီကောင်းလေးကို short ချပြမယ်ဒါမှကစ်ကအတိုင်းလုံးဝ low end နေနဲ့အရန်လှနေတာပေါ့နော်နောက်ထပ်ကတော့ကျွန်တော် high mid တွေကိုချက်ထပ်သွားကြည့်မယ် high mid ဒီမှာလည်းအဲဒီခွတ်ခွတ်ဆိုတဲ့အတိုင်းလေးကျွန်တော်နည်းနည်း short လိုက်မယ်ပြီးတော့ high end မှာတော့ကျွန်တော် high shift လုပ်လိုက်မယ်ပေါ့နော် high lead တွေနည်းနည်းကျွယ်ဝအောင်တင်လိုက်မယ် ဲ့ဆိုတော့ EQ မပါတဲ့အသံ the original kick ကတော့ tuning မှားနေတယ်လို့ခံစားရောက်လဲတဲ့ဒီဒီ frequency တွေကတက်တက်ရဲ့ mic ထဲကိုဝင်လာတာမျိုးမရှိဘူးဗောနော်ဒါမှတော့ကျွန်တော်တို့ low တဲ့ frequency တွေကိုတင်ပြီးမ low တဲ့ဟာတွေကို short လိုက်တဲ့အတွက်ကြောင့် kick ကတော်တော်လေးတန်သွားတယ် EQ နဲ့အသံတော်တော် mic ဝင်နော်အဲ့တော့ gate EQ compress မပါတဲ့ kick original အဲ့ကျွန်တော် chain ထားတဲ့ဟာ โอเคဒါတော့ h32 နဲ့ကျွန်တော် kick ကို miss လုပ်ပြတာဖြစ်ပါတယ်ဗျာโอเคအားလုံးသဘောကျအောင်မျှော်လင့်ပါတယ် bye bye Thank you.